ီနေ့မှာတော့တက္ကမိုင်း PDF ရထားဆွေးချင်တာမှရှိတယ်ကျုပ်ဘွားကုလုံးနဲ့မိတ်ဆက်ပေးရှင်ပါတယ်ဒီကုလုံးရဲ့နာမည်ကတော့ reference အက္ကမိုင်းကုလုံးပဲဖြစ်ပါတယ်ဒီကုလုံးရဲ့အခန်းနေထားရင်လည်း facility ထားရင်ကိုကျွန်တော်တို့သွားပြီးလည်လာကြည့်အောင် 8 square meter two bedroom ခန်းဖြစ်ပါတယ်။အခန်းထဲကိုဝင်လိုက်တာနဲ့ဘယ်ဘက်ချမ်းမှဆိုရင် kitchen ရှိမယ်။ညာဘက်မှာက master bedroom တစ်ခန်းရှိမယ်။ master bedroom ခန်းထဲမှာဆိုရင်အဝတ်ထည့်လို့ရတဲ့ပြီးတော့အကြီးရှိမယ်။ဘဝချမ်းမှက inter suite ခန်းရှိမယ်။ဆက်သွားလိုက်မယ်ဆိုရင်ဒီနားမှာက dining table ရှိတယ်အရှိမှာက living area ရှိပါမယ် ကိုဘချမ်းမှာဆိုရင်အိတ်ခမ်းတစ်ခမ်းရှိပါမယ်။ဒီအိတ်ခမ်းကတော့တခြားအိတ်ခမ်းနဲ့ကွဲပြားနေအောင်တွေးရပါတယ်။နှစ်ဖက်ပွင့်ကုန်မှာအင်တာရှုခန့်နဲ့ပရန်ခန့်ကိုစလိုက်တော့နဲ့ထုတ်ထားပြပါတယ်။နောက်ထပ်ပြပြမယ့်အခမ်းကတော့ဝမ်ပရန်ခန့်ဖြစ်ပါတယ်။အခမ်းနဲ့ကိုဝင်လိုက်တာနဲ့ဝင်ဝင်ချင်းမှာ sprayation ရှိမယ်။ညာဘက်မှာကအင်တာရှုခန်းရှိမယ်။ က်သွားလိုက်မယ်ဆိုရင် dining table ရှိမယ်။နေမိအရာနဲ့ dining table ကိုတစ်ဆက်တည်းလှုပ်ထားပေးပါမယ်။ဥပမာကဘယ်ကူနီပါမယ်။ဥပမာချမ်းမှာဆိုရင်ပန်ရိုလီကန်ရှိပါမယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။